အလုံးမဲမင်္ဂလာပါနော်။စာရေးဆရာမခင်နေယူရဲ့ပင်တိုင်တော်ဥဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးမယ်နော်။ပင်တိုင်တော်ဥမွေရခင်းဖြစ်ပြီပေါ်တွင်လာရောင်များကြာရောက်နေသည်။ဂရင်လေးသည်တယောက်၏ဂရင်ဖြစ်သည်။လာမင်းရှွန့်ပစွာตาရလာတော့ခါအိယာခင်းဖြူဖြူခြံတော်ဖွေးဖွေးနဲ့ဂရင်လေးကိုမိမောင်ပြတယ်လို့ထင်းထင်းပေါ်နေသည်။ ဇက်စင်ပေါ်ကပင်တိုင်းစံဤတလွန်လေးကိုပင်သူဒီဗရင်ပေးမှမတ်တရက်ကဂရင်ကိုစူးဆိုင်ကြည့်မိသည်ကြာကြာမကြည့်ကျင်တယ်လို့မျက်နာလွှဲလိုက်ကဗရင်ပြင်ကိုကြည့်လိုက်သည်ဗရင်ပြင်ကခြံထဲမှာမြ ्याय ောင်တောက်သောတည့်ရွံများလက်တံရှိသောအုံလက်များရိမ့်ွယ်ရန်ကစားနေကြသည် ချန်ပြင်ကအိမ်ရှိလမ်းမကြီးတည်မြာလမ်းဖြစ်လာရောက်အောက်မှာဖူးဖွေးကြီးတွေ့တန်းနေသည်ဒီလမ်းပေါ်မှာလူတယောက်စာနှစ်ယောက်စာဖြတ်တန်းလျှောက်သွားကြသည်တယောလေးနှစ်ဖြစ်ဖြစ်ဂစ်တာလေးနှစ်ဖြစ်ဖြစ်တယောက်တလေလျှောက်သွားဖို့ကောင်းပါသည်အတိုင်းအဝိုင်းနဲ့တငယ်လေးတစ်စုဖြစ်ဖြစ်ပေါ်အခုတော့လမ်းမကြီးကားလဲ တကိုယ်ရဲ့အိတ်ဆက်နေသလိုပြင်းရင်ညင်းငွေပွဲ အထီးချမ်းလွန်းလာသည် တခါတော့ငါဒီလန်းပေါ်မှာတရောတန်နွဲ့နွဲ့ပေါ်လာခဲ့ဘူးသည်လူကြီးတိတ်ချိန်လောက်မှပေါ်လာတတ်သည် သူငငယ်ကဂစ်တာခင်မဟုတ်တရောခင်အိမ်ရှိလမ်းမှာတရောတန်နွဲ့နွဲ့ဖြတ်တန်းစီစင်းသွားလင်လမ်းဖေးအိမ်ပေါ်ကအပြိုးများ နှလုံးသားလှုပ်ရှားရသောအချိန်တယောတန်ရှင်ဘသူလဲဟု သိကျင်ပေမဲ့ရေရဲတင်းတင်းပရင်တကားကိုဖွင့်မကြည့်ရဲကြသူအဖို့ကတော့တယောတန်ပေါ်လာမှပရင်ဖွင့်လင်အိမ်သားများရိမ့်မိမှစိုးရီသူသည်လာတာသောညာချမ်းမှာပရင်တကားကို အစင်ဖွင့်ထားသည်ဒီတော့က သူနဲ့သူ့အမနှစ်ယောက်အခန်းထဲမှာဂရင်တလုံးစင်နဲ့အိတ်ကြသည်မမကတော့သူ့လိုဗရင်ပေါက်မှာမရက်ပါအောက်ထပ်မှာပဲရှိနေသည် သူတယောက်တည်းချန်ပြင်းလမ်းမကိုငေးနေတတ်သည်ပင်တိုင်တော်ဦးကြော်မူးရဲတဲ့ကေတီတချင်းတန်ကလည်းသူ့ရင်ကိုလှုပ်ခတ်သွားစေတော့အတန်းလာရန်ဝူတော်မှာတယောထိုးရင် တချင်းဆိုသွားသူသူငေးမျောကြည့်ကြမ်းရဲ့သည် လူပုံကမတဲကွဲဒီတချင်းကဆောင်းတော်ကူနှစ်ပါးသွားတချင်းဖြစ်လေတော့ယောက်ျားနဲ့မိန်းမတွဲဖက်ဆိုရတော့တချင်းပြည်လှဖေမေရှင်တို့ဤညံ့ညောတိမ်မွေ့ဆုံးသောဆုံးတွဲတချင်းမောင်ကျင်းရနန်းသူခင်မလှမ်းယူခြင်းစရာဘိတ်တိတ်တွန်းလောင်းကား 哦အဆောင်တော်မှာတရားဥထဲချစ်သူမျောလင့်ငေးမောနေခြင်းဒီတခြင်းစာသားလေးများအတိုင်းမောင်တော်ဖျားကကြွချီလာပြီးသူ့ရွှေလက်ကိုကိုင်ကာတယုတရာနန်းတော်မူပါလေသူငိုခြင်းသည်ဘသူမှသူ့အပါမလျှောက်လားမမတောင်းမှသူ့အပါမလျှောက်လားမမသည် မြင့်ယုံတော်ဥဤတခြင်းများကို နားထောင်မှုစိတ်ဝင်စားသည်တလားမသိတယောတန်ကူးတော်မမလည်းကြားမိဖြစ်သည်တယောတန်နှင့်အတူတခြင်းတန်ကတဖြည်းဖြည်းနှင့်ဝေးသွားလင်သူအိယာပေါ်ပြင်းလဲနေမိသည် စိတ်ပြက်ဖွဲရာညာများကိုပင်သူကြော်ဖြတ်နေရစဉ်တခါတလေတော့လေတယောတန်မဟုတ် တချင်းကလည်းနန်းကေတီလိုမနှွေးဒါပေမဲ့မြူးကျွလှုပ်ရှားเสียအကောင့်သာလူငယ်တို့တိဆူသွားတော့အတန်ပင်တိုင်တော်ဥကကြော်မှုရင်မရရင်ယူမယ်သွားလီယာခင့်မျက်နာမျက်စီထဲမှာဆွဲမြဲတာတော့ခက်တယ်အခုခင့်မှာအနှစ်20ခေအောင်တင်းနေရာကိုရောက်သွားတော့လဲ တချင်ကရင်တဲမှာဆွဲညစ်စရာတချင်းအသွာခတ်ပါသည်ဒီတချင်းတဲကလူများမရရင်ယူမယ်လို့တယောက်ယောက်ကပြောလင်အကောင်းတာအိုးဘသူများဆိုပါလိဒီတချင်းများကိုဒီလမ်းပေါ်မှာရှောက်ရီဆိုချင်းသည် သူ့ကိုရင်ညွှန်းလေပါတလားသူနေလေရောက်၍မှန်ရှိရက်မြင့်လေ သူ့မျက်နှာမှန်တဲမှာစစ်စစ်ကြည့်မိ၏ငြင်းဦးရန်တခြင်းများကိုတတိယနေပြန်သည်သူ့မျက်နှာကတွားလျာဆွဲမြဲစီသောမျက်နှာမဟုတ်လေတလို့ဒါမဲ့ဘာပဲဖြစ်ဖြစ်လူချင်းမမြင်ဘူးပေမဲ့လာတာတော်ညာများဒီတခြင်းတန်အေးအေးတယောတန်နွဲ့နွဲ့လမ်းမပေါ်စီစဉ်သွားလင်သူ့ချင်းနဲ့ပါပြီ ဖေဖေတို့မေမေတို့မရှိပြီးတိနာသူတို့ညမဒီအိမ်ကြီးပေါ်ရင်ကြံ့ရစ်သည်မမကကြောင်းစရာမလုံနေစေသူကတော့ဈေးဝယ်ထမင်းချက်အိမ်ချင်းမကြီးပေါ့သူ့ဘဝမှာစိတ်ထိခိုက်လှုပ်ရှားစရာဖြစ်လိမ့်မည်သူမထင်ခင်မိဘများသည်သူတို့ညမအတွက် လုံလောက်သောဒီငွေနဲ့ဒီပြင်တောင်နှစ်ထပ်အိမ်ကြီးကိုထားခဲ့ပြီပဲ။ ဒီစရိတ်မျိုးလေးမှတက်တောင့်တက်တာနေနိုင်သည်သူတို့အိတ်နဲ့မျက်စောင်းထိုးမှနေတော့ဖျားတကာဘာကြီးကွန်းက သူတို့ညီအမကိုစောင့်ရှောက်သည်ရက်ဆွေရက်မျိုးပဲပေါ့ဘာကြီးကွန်းတို့လင်းများသူတို့အိမ်ကိုတညက်နေရောက်လာသည်သူတို့ပြောသောစကားတွေအတွက်ရင်ထဲမှာတိတ်မလောက်ရှားမီဖြင့်မြဲကြုံရမည်စကားများဝေသူထင်သည် သူ့ကိုဦးတီး၍ဗာကြီးကွန်းက ပြောသည်ဆွဆွေရဲ့မိဘတွေမရှိတဲ့နောက်မင်းတို့ညီမကိုဗာကြီးတို့ကအဝေးကနေစောက်ရှောက်ရတာအခုချိန်မင်းတို့မှားလဲအာကိုအားရလိုလာပြီမအေးမီကတို့ကိုပြောတယ်မြို့ပိုင်းစည်ရီမောင်တန်းတင်းနဲ့လက်ထက်ချင်းနေတဲ့မင်းစံတကိုမေးပေးပါတဲ့ဒီစကားကိုဘာကြီးကွန်တိုးက မင်းမင်းမရှိတော့မှသူ့ကိုလာပြောချင်းဖြစ်သည်သူနားလဲလိုက်ပါသည်မမနဲ့ကိုတန်းတင်တူကြိုက်ညီပြီးဖြစ်လို့သာသူ့ဆန္ဒကိုလိုအပ်၍သူသဘောမတူမှစိုး၍ဘာကြီးကိုနို့သူ့ကိုလာရောက်ပြောချချင်းဖြစ်သည်ကန့်ကွက်စရာမရှိပါမမကဖွင့်ဟာပြောရန်ခက်ခဲပုံရပါသည်ဒီကလေးကမမသူ့အခန်းမှာပျောက်ကာ အောက်ထပ်နှစ်ယောက်အိတ်ခမ်းသို့ပြောင်းရွှေ့သွားခဲ့ပါသည်။ဒါပေမဲ့လက်ထပ်ပြီးမကြခင် လာတာတော်ညရောက်လာပါပြီ။ပင်တိုင်တော်ဦးဖះဖះဒီတရောတန်အိုးဒီတချင်းတန်ပေါ်လာပြန်ပြီ။လမ်းပေါ်ကမဟုတ်စီးခတ်တန်းကခြုံနှွဲ့နှွဲ့ခြံထဲမှာပေါ်လာခြင်းပြီးတော့အစပိုက်ကိုစူနေသူက အမျိုးသမီးအတန် မမမမဟုတ်ပါသည်မမအတန်းတပါခင်းနမပြုတ်သူစားအမလီကိုတန်းတင်မြူးတူရွှင်ပြတော်အတန်းညာပေါင်းများစွာသူတိတ်ညို့ခဲ့ရပါတော်အတန်းသူဒီဗရင်ပေါင်မှာပြည့်ရမည်ပြိုးပြက်တော့ငွေစားပြင်အောက်မှာချစ်သူနေရတယောက်ကတယောထိုးကာ တယောက်ကတီဆိုးရင်ဇုံတွဲတေးတီနေလိုက်ကြတာမမလက်ထဲကငွေစည်းခက်တံတလွင်လွင်းနဲ့ကြည်နူးဝယ်ရာညင့်ရန်ဦးသူဂရင်ပေါ်ပြက်လဲကခေါင်းအုပ်နဲ့မျက်နှာအဲ့၍ငိုရှိုက်မိသည်ဟိုစင်ခါညာများကမမဗရင်ပေါင်မှလာရဲ၍တယောအတန်ကိုနားမထောင်သည့်အတိတ်ပဲကို သူ ခုမှနားလေသည် မှန်တယ်မှာသူ့ပုံရဲ့သူဒီမမလို့အသားမဖြူကိုလုံးကလည်းမမလို့မနှဲ့မပြခါဝါဝကိုကပြက်ပြမျက်ခုံးမွေးခက်ကျဲကျဲကိုတနခါလူပြီးတိုင်းမှင်လေးနည်းနည်းတပြီးဆွဲလိုက်သည်မျက်လုံးများကားတော့ကျမ်းမာသူမူကြည်လင်တောက်ပါသည်ယောက်ျားတယောက်သူ့နောက် တန်းတက်မက်မက်လိုက်ပါလာအောင်လို့တော့သူ့မျက်လုံးကမညှို့တန်းနှုတ်ခမ်းကိုပြေးပြေးဆိုလိုက်တော့ကြည်ပျော်ရှုပျော်ရှိတာယောက်ျားတယောက်အချစ်ကိုရဖို့အတွက်မိန်းမတယောက်မှဘလောက်ထိအလှရှိရမည်ဆိုသောအတိုင်းတာရှိပါသလားနေတိုင်းမှန်ကြည့်၍သူတက်ပြင်းချမိ၏နနဲ့ဈေးသွားလင်ဈေးရောင်သူရရော ဝဲသူတွေထဲမှာရောသူ့လောက်ရုပ်ရည်မရှိဘူးအိမ်ရှင်မတွေမှာပြေးလို့မမလက်ထက်သွားပြီးသီးနောက်သူတို့လမ်းထဲမှာအပြိုဆိုးရည်သူတယောက်ထဲကြံသည်ညင်ဥယံတချင်းတန်တွင်လမ်းမပေါ်မှာဆဲသွားတာကြပြီသူเจ้าမှာခုနှစ်နှစ်တိုင်တိုင်နေခဲ့ဘူးပါသည် ခုနှစ်တန်းရောင်းမှဖေဖေကသူ့ကို ကြောင်းထွက်ခိုင်းပြီးထွက်ခဲ့ရသည်မေမေကိုအိမ်မူကိစ္စကူညီအိမ်တောင်ထိမ့်သိမ့်ကိုသူတင်ခဲ့ရသည်အိမ်အောင်ထိမ့်သိမ့်တက်တော်သူသည်အိမ်ရှင်မတယောက်မဖြစ်နိုင်ဘူးလားကြောင်တုံးကလည်းရီးစားစာလေးတစ်ဆောင်ကလေးမှ သူမရဘူးကဲအကယ်၍တစ်ဆောင်တလေရခဲ့ရင်တော့သူရီးစားထားခဲ့မိမှအမှန်ပါ တို့ခစ်ကအုံလုံးမသိမ့်မီမြို့မစရောင်းနဲ့ရောင်တုံးဝဝန်းကြီးတွေထုံးရသည်သူတငယ်ချင်းခင်ခင်တို့များစံတော့မသိမ့်ခင်ကပဲရီးစားစာတွေတပုံးနဲ့ရီးစားထတာပျော်သည်ဆိုသည်ဒီလိုပျော်ခြင်းကိုသူနားမလဲဖြစ်မလာတော့အเจ้าအတွက်သူစိတ်မမောတော့ပါဖြစ်လာသမ ्या ကိုသာသူကျွန်းနွန်စွာလက်ခံ၍ အိမ်တောင်ရှင်မကြီးတယောက်လိုနေပြသည်မမလက်ထပ်ပြီးမကြခင်ဖေဖေနဲ့မေမေမရှိလေတော့သူကမမနဲ့အကိုတန်းတင်ဦးစားပေးရသည်သူတို့ကအမိအဖပေါ်အာကိုအာဖဆိုပါတော့ဆန်ငါနှစ်တာကာလကိုဒီလိုပဲကြောဖြက်လာခဲ့သည်အပြောင်းလဲကိုသူမတန်းတလို့ရောပါ ဒါပေမဲ့သူမျောလင်းတော့အเจ้าကရုတ်တရက်ဖြစ်လာသည် မမသည်လက်ထပ်ပြီးဆင်းနှစ်ကြားတော့ဆုံးသွားသည်သူကတော့အိမ်ရှင်မကြီးပဲအကိုတန်းတင်ရုံးမသွားခင် ထမင်းချက်နဲ့တူနနက်စာချက်ပြုတ်ကျွရသည်ညနေရုံစင်ချိန်မှတော့အကိုသည်ရေမိုးချိုးလမ်းတစ်ဘက်ရှောက်ပြီးမှညစာကိုညင်ဦးမှစတတ်သည် ထမင်းစားပြီးသူ့တရောလေးကင်ကခြံနေဆင်းသွားတတ်သည်သူကတော့အကိုဝေယဝစ္စလုံးပြီးအိမ်ပေါ်တက်လာခဲ့သည်ဂရင်ပေါ်လှဲလိုက်ကအကိုတရောတံမှာជីနူးမိမောမိသည်မမလို့အကိုဘေးရင်ထိုင်ခွင့်မရှိပါ ထိုင်ခွင့်ရအောင်တော့တချင်းဆိုဖို့ကသူ့တချင်းတပိုင်းမြမရပါ ယခုတော့အကိုတရောတန်နားထောင်ရတာရှင်ထဲမှာနာကျင်ခြင်းမရှိမျော်လင့်ချက်အပြင်းနဲ့လှိုက်ဖို့မိသည်ဗရင်ဘောင်မားတော့မရှက်ရင်တရောတန်တဲ့၍တရောပိုက်ကအိမ်ထဲဝင်သွားမှသူဗရင်ဘောင်မှာရှက်မိသည်လာမိုက်တော့ညင့်တွင်လမ်းကလမ်းမရအောက်မှာခက်ရည်မျက်ဆောင်ထိုးကဘာကြီးကွန်းအိမ်ခပဲမိထိန်တိန်လင်းနေသည် တခြားအင်းကမိအောင်များကတပွင့်စာနှစ်ပွင့်စာလင်းနေသည်သူသည်ဘာကြီးကွန်းအိမ်ပတ်ငေးကြည့်ရင်တက်ပြင်းချမိသည် တကယ်ဆိုဘာကြီးကွန်းတို့ကလည်းနင်နိုင်လွန်းသည်ဖေဖေတို့ဆုံးစားကမင်းတို့ညီမနှစ်ယောက်ကိုဒုအဝေးကစောက်ရှောက်ခဲ့တယ်မင်းတို့မှအာကိုအာထလိုတဲ့ဟုပြောခဲ့သည် မမနဲ့အကိုတန်းတင်ယူမာကိုသူ့ကိုလာပြောကြသည်ထိုစဉ်တုံးကမမနဲ့သူညီမနှစ်ယောက်တယောက်ကိုတယောက်အားကိုးလို့ရသည်အခုသူ့မှာတယောက်ထဲမိဘတွေကလည်းမရှိ အခုလိုချိန်မှာဘာကြီးကိုနှုတ်ကဘာမှလာမပြောကြတော့ဘူးလားခင်မခဲကိုတိန်နေနေတာကမတင့်တော့ဘူး မောင်တန်းတင်အဖို့ကလည်းပြည့်စုံမှုလူလိုတယ်။စီဝါရဲ့အရာလည်းဥမကွဲတိုက်မပြတ်ပြောင်းဆွေဆွေကိုလည်းစောက်ရှောက်ရအောင်ဆွေဆွေကိုမင်းလက်ထက်တင်နေဟုအကိုကိုနားချတင်ပါသည်မမဆုံးပြီးမှတော့အကိုကစီဝါရဲ့အကြောင်းမပြောနှစ်ယောက်လက်ထက်ပွားဖြစ်တော့မမ၏လက်ဝတ်လက်စားများကို မမဆုံးတော့သူ့ကို အကိုကတိန်ထားပါဟုဆိုသည် ိမ်ကတော့ညီအမနှစ်ဦးပိုင် ဖြစ်သည်။ဘာကြီးကိုနှုတ်ကလည်းမျက်စိမှိတ်နေကြသည်ထင်သည်။သူသည်တွေးရင်တော်ရင်အတော်ညင်းနှမ်းမှအိယာဝင်သည်။တညက်နေဘာကြီးကိုနှုတ်လင်းမြရောက်လာသည်။သူမျှော်လင့်တော့ညက်နေသူ ရောက်လာပြီထင်ပါရဲ့။ဘာကြီးကိုနှုတ်စကားပြောနေစဉ်အကိုတန်းတင်လမ်းလျှောက်ရာမှပြန်လာသည်။ ။ဘာကြီးကွန်ဘေးမှာဝင်ထား၍ခေါင်းကြီးကိုငုတ်ထားသည်။သူ့ရှင်တဲမှာတော့တလက်လက်ဘယ်သူမှမကြည့်မိပဲကျမ်းပြင်ကိုစိုက်ကြည့်နေမိသည်။ကဲဘာကြီးကွန်ဒီစကားပြောရတာစိတ်မကောင်းပါဘူး။မောင်တန်းတင်ဟာသူ့အစာဆွတ်ဆွတ်ကိုပြောပြပါဆိုလို့ဗာကြီးကွန်ကပြောရတာမောင်တန်းတင်ဟာဆွတ်ဆွတ်ကိုမပြောရဘူး။ဦး မပြောရဘူးတဲ့ဘာပြောမလို့ပါလဲသူ့ရင်တဲမှာခုံလာသည်မအေးမေဆုံးတော့ကလက်ဝက်လက်စားတွေအလုံးကိုဆွဆွလက်ထဲကိုမောင်းတန်းတရအပ်ထားတယ်ဆိုဟုတ်ကဲ့ဆွဆွေးကတူတူဖြေးလိုက်အဲ့လက်ဝက်လက်စားတွေလည်းဆွဆွေးယူထားလိုက်ပါတဲ့ဒီအိမ်ကညီအမနှစ်ဦးပိုင်ကိစ္စဖြစ်နေတာကိုလည်းသူဘာမှမစွတ်ဖက်လိုပါဘူးတဲ့ဆွဆွေးပဲယူလိုက်ပါတဲ့ သူမြောင်းမြကိုအလုတ်ပြောင်းဖို့လှုပ်ထတာရပြီမို့သူမနဲ့ပြန်သွားတော့မယ်တဲ့သူရှင်တွင်လှုပ်ရှားမှုကိုမသိတော့ဘာကြီးကအတန်းကအတန်မှန်သူကတော့မနဲ့စိတ်ကိုတင်းထရသည်အတန်ကိုထိမ့်ချုပ်ရပြောလိုက်သည်ဘာကြီးကတော့ပြောเสียဒါပဲမို့လားအေး ကျမကိုခွင့်ပြုပါအောင်။သူဒါပဲပြောကအင်ပေါ်တက်လာသည်။အကိုတန်းတင်ကိုလှဲ့မကြည့်။အပြင်တွင်မှောင်ရီပြိုးလာသည်။လမ်းမီးလင်းလာပြီမဲ့လမ်းကမှုံမှုံမင်းမင်း바ကြီးကွန်းတို့လင်းမြပြန်သွားသည်ဟုလမ်းပေါ်မှာသူလှမ်းမြင်နေရသည်။သူသည်ဘီရိုထဲမှမမလက်ဝဲလက်စားတွေကိုထုတ်လိုက်သည်။ ပြီးတော့အထုပ်ကိုကင်ကာအောက်ထပ်သို့ဆင်းလာသည်အခန်းထဲမှာအကိုပစ္စည်းတွေတိတ်နေသည်ထင်သည် သူသည်အခန်းဝမှာမတ်တက်ရက်လိုက်အကိုကဂရင်ပေါ်မှသူ့ကိုလှမ်းကြည့်သည်ယောဒီမှာမမရဲ့လက်ဝတ်လက်စားတွေဆွဆွမလို့ခြင်းဦးသူသည်အခန်းဝကဇပွဲပေါ်ပြစ်တင်လိုက်က အိမ်ပေါ်ပြန်တက်လာခဲ့သည် ငိုမီမျက်ရည်တဆမ်းမြမကြနာကြီးခန့်ခတ်သောစိတ်ဖြင့်သူ့ရင်တွေတလှလှက်ဖြစ်လာပြန်သည်ဒီစိန်ရွှေရောဒီအိမ်ကြီးကိုပါရမယ်ဆိုရင်တော့ခမည်းကိုကျွန်တော်မယူခြင်းဘူးဆိုသည့်တဘောအခုအပြုတ်မှုတွေကအလုံးစွန့်လွတ်ခဲ့သည်ဆိုပေမဲ့သူ့ကိုစော်ကားသည့်တဘောတတ်ဝင်မနေဘူးလားဒါစော်ကားတာပဲ ဒါငါ့ကိုစော်ကားတာပဲဟုသူ့ရင်ထဲကရေရွမိသည်ဘယ်သူမှမသိတော့တဖက်တန်မျှော်လင့်မိချင်းများအတွက်သူရှက်လာသည်ဤအိမ်ကြီးမှာသူညာပေါင်းများစွာနေခဲ့ဘူးပြီပဲအခုမှ သူပင်နိုင်ဆန်အစင်ဗရင်မှတွားဝင်လာတော့လာရောက်ကြီးများသည်သူဂရင်လေးပေါ်မှာပြေးလွှားနေကြသည် တယောက်အိတ်ဂရင်လေးတစ်လုံးကာလကြာမြင့်စွာ ရှိလာခဲ့ပြီပဲတော်ပြီလာမင်းရောင်ကြီးလင်းပနေတော့ဒီတယောက်အိတ်ဂရင်ပေါ်မှာအိယာခင်အစင်ခင်း၍ခေါင်းအုပ်စွတ်အစိမ့်စွတ်မြင်ချင်နာကိုတောင်းမှာအစိမ့်ချုပ်၍အစိမ့်အောင်ကပလာကိုခြုံလာလုံးမြင်ပင်နိုင်စံပေါ်ဖြစ်နိုင်ရင်ဒီကရင်ကိုမြရီစီလိုက်အောင်မြင် ပြီးတော့ပင်တိုင်တော်ဥမာဒစိမ့်ကမြလည်းမှာထဲချုံရဲ့အယောင်စင်းရဲ့နဲ့ဖန်စိမ့်မှန်ကူကလိမ့်နဲ့ဒုတ်တာဥပုံညာတေးထက်ကိုသူဆိုပါမည်ရခင်ကတေးတန်စိတ်နေသောနှလုံးသားသည်မာနငလင်ကြောက်တုံခါလှုပ်ရှားကသူတချင်းဆိုတက်လာမည်ပဲပေါ့ 1993ခုနှစ်ဇန်နဝါရီလထုံးလုံမလီအာပိနာဆင်ပြီးခဲ့ကြတဲ့တူးချင်းတယောက်ချင်းစီရာဂျေစုအာကြီးအများကြီးပဲတင်ပါတယ်နော်အားလုံးကိုရောစိတ်ပါကျမ်းမာချမ်းသာအေးချမ်းပျော်ရွှင်ပြီးဘေးရန်အန္တရာယ်အပေါင်းတွေကလည်းကင်းဝေးကြပါစေနော်